ွဲမယ်ရွေးကောက်ပွဲမှာအန်တီတိုးရဲ့ recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာဒီမှာဒီစစ်မှုန်တန်းအာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရပ်ဆိုင်ပေးဖို့ပေါ့နော်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကာလမှာဆိုတော့ရွေးကောက်ပွဲအကျိုးကာလရဲ့ရွေးကောက်ပွဲကာလမှာပေါ့6လတာဒါမှမဟုတ်တစ်နှစ်ပေါ့နော် ဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရရကျွန်တော်လုံးဝလက်မခံဘာလို့ဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနဲ့မဟုတ်ဘူးဗျ NUG PDF အဲ့တော့ဒေါက်တာညိုညိုသင်အဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်သူကဟိုသူကသူဒေါက်တာဘွဲရလားဥပဒေဘွဲရပညာရှင်ဟာချစ်ကျူးပါတယ်လေးစားပါတယ် ဥပဒေဘွဲ့မှာဒေါက်တာဘွဲ့ရရမယ်စီးရင်မြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ်အဲ့လောက်ပဲရှိတယ်ဒါကတော့ပြောချင်လို့လာပြောတာဟုတ်ပါတယ်တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ပြည်သူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆင့်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးဒေါ်ညိုညိုတင်းရဲ့အကြံပြုချက်ကိုမပတ်တူးနဲ့ဘူးလလဆွေတို့ကပယ်ချလိုက်တယ်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးရီနိုင်ငံရေးသမားတွေအဲ့ဒါကြည့်တဲ့အခါဆက်မပြိပက္ခာကြီးဖြစ်ပေါ်တယ်ပါလေ။ဒါကြောင့်မို့နိုင်ငံရေးသမားတွေအနေနဲ့ကအတ္တကြီးချော့ချဖို့မယ်ဆန္ဒရှင်ပြည်သူကြောင့်အနေနဲ့မျှော်လင့်ပါရစေ။နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးသမားတွေကအတ္တကြီးလို့ရှိရင်အာဏာရလာတဲ့အခါမှာစစ်ဘက်ရဲ့ဆက်ဆံရေးကိုမတိဆောက်နိုင်ဘဲနဲ့အာဏာတွေပြန်ကြရင် အတားတွေပြိုင်ကြတယ်မာနတွေပြိုင်ကြတယ်အဲ့ဒီလိုနဲ့စစ်ဘက်ကောင်းဆောင်နဲ့ရက်ဖက်ကောင်းဆောင်ရဲ့ချမှာအတားနဲ့မာနပြိုင်ပြီးတော့အတားမာနလုံးဆွဲပွဲရဲ့ချမှာကျွန်တော်တို့ပြည်သူတွေညီစာပြီးဖြစ်သွားတယ်လက်ရှိမှာနိုင်ငံရေးဘက်ကကနေတက်ဆင်စီရင်ပြည်ဘက်ကနေဖြစ်ပေါ်နေတယ်ဒါကြောင့်မလို့နော်ရွေးကောက်ပွဲဆိုတဲ့အတန်ကြတာနဲ့များနိုင်ငံရေးသမားတွေချမှာအတားနဲ့မာနလုံးဆွဲနေတာမျိုးလေးဒီကျွန်တော်တို့မိတ်ဆက်နာရှိပြည်သူတွေအနေနဲ့နေရတာစိတ်မကောင်းဖြစ်ရတယ်ရောက်ပါနေလာရင်နိုင်ငံရေးသမားတွေကြာမှာတောက်လေတောက်ဩဇာကားစစ်တုံးမှုတွေနိုင်ငံရေးရနိုင်ငံရေးအာမခံချက်ပြမှုတွေဒီကိုတော့လက်ခံနေစိုးစိုးတဲ့သို့တော့အတားနဲ့မာနတွေချွတ်ချဖို့ပြည်သူတောက်နေလည်းပြောလဲပါတယ်။ဆိုတော့ဒီနေ့ကျွန်မအဓိကပြောပြပေးချင်တဲ့အကြောင်းအရာကတော့ဒေါက်တာညိုညိုသိန်း ။နောက်တစ်ချိန်တော့က NLD ပါတီကကိုယ်တိုင်လောင်းပေါ့နော်။နောက်တော့ NLD ကလည်းလှုပ်ထပ်ပြီးတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်ခဲ့တယ်။ဒါတော့ညွန်ညွန်တင်းနဲ့ပြည်ထောင်ပြပါတီတချိန်ကပြည်ထောင်ပြပါတီကလည်းတချိန်လှုပ်ထုတ်တဲ့မှာနိုင်ငံရေးတိုက်ထုတ် ပြီးတကူတောင်းဝန်ထမ်းဆောင်ခဲ့ဖို့တို့လို့လက်ရှိမှာလည်းပြည်ထောင်ပြပါတီရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ဘူလက်ဦးနှောင်းရှင်ဆိုတဲ့ဒီနိုင်ငံရေးသမားနှစ်ယောက်ရဲ့ခြားကအတ္တမာနာလေးနဲ့ရှမမင်းဆလာရှိပြည်သူတောင်းနေနဲ့အမြင်တွေးမိပါတယ်။နောက်ထပ်ကြည့်ပါ။ဒီစစ်မှုထမ်းဥပဒေကိုတော့မကြခင်ဂိုင်တွဲမယ်။အယူကောက်ပွဲမှာအတီတို့ရဲ့ the recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာတွေမှာဒီစစ်မှုထမ်း အာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရဆိုင်ပေးဖို့ပေါ့နော်ဒီရုပ်ောက်ပဲရုပ်ောက်ပဲကာလာမှာဆိုတော့ရုပ်ောက်ပဲအကျိုးကာလာရဲ့ရုပ်ောက်ပဲကာလာမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော် ါဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့ဒေါက်တာညိုညိုသိရဲ့အဲဆွေးနွေးကြတဲ့ပတ်သက်လို့ပြည်သူတွေချမ်းသာသဘောထားနှစ်ချက်တဲ့လူတွေတော်တော်များလာတာတွေ့ရတယ်အားလည်းရှင်မဆင်မှုထမ်းဦးတွေရဆင်းကောက်ခံမှုတွေကိုယာရဆိုင်ပေးဖို့ဆိုပြီးပြောဆိုမှုတောင်းဆိုမှုပေါ့နော်အားပြည်သူတွေတော်တော်များများသဘောကျပြီးတော့ဒေါက်တာညိုညိုသိကိုအားပေးနေရတွေ့ရတယ်အားကျွန်မရင်လုံးကလည်းပြောပါတယ်လက်ရှိမှာဆင်မှုထမ်းဦးတွေကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲကနေပြီးတော့ရွေးကောက်ခံဆွေးနွေးတဲ့ပေါ်ထွက်လာပြီးလွှတ်တော်တည်းရဖြစ်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုရဆိုင်လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်မထပ်ကထပ်ကပြောပြပေးတယ်ဆိုတော့ခင်ဗျားတို့ကဟိုဒီဆင်မှုထမ်းဦးတွေကိုမကြိုက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲကနေတစင်းရွေးကောက်ခံဆွေးနွေးတဲ့လွှတ်တော်နေ့ရက်ပေါ် ါ်ထွက်လာဖို့လိုတယ်ထွက်တော်ပေါ်ထွက်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုဆိုင်းငံ့လို့ရှားပါတယ်ဆိုတော့ဒီနေရာမှာဒီကပြောချင်တဲ့အချက်ကဒီဒေါက်တာညိုတင်းပေါ့နော်ဒီအမျိုးသမီးအမျိုးသမီးကြောင့်လည်းဖြစ်တယ်အမြဲမှထက်မြက်တဲ့တွေ့လေးစားရတယ်အားကြရတယ်ဟာဒါပြင်ဒီဒေါက်တာညိုညိုတင်းဒီ NLDB ကနေပြီးနှုတ်ထွက်လာတဲ့ခွက်ထွက်လာတဲ့တယောက်ပေါ့နော်အဲ့ဒီမုံပဲဥစဲဝင်းလို့ပေါ့ဒီရထားကြီးကသူတို့တွားချင်တဲ့ပူတောင်မရောက်တဲ့အတွက်ဒီရထားပေါ်မှာရှင်းနေတယ်ဆိုတဲ့လိုမျိုးပေါ့နော်အာဒီ NLDB ဆိုတဲ့ရထားကြီးကနေခွက်ထွက်ခဲ့တယ်ဒေါက်တာညိုညိုတင်းဒေါက်ဆန်နာမင်းဒေါက်တာတက်တက်ခိုင်ဒါကျွန်တော်တို့ ဒီလူတွေကြားထဲမှာလက်ခံထားတဲ့အာတက်မြက်တဲ့အမျိုးသမီးတွေပေါ့နော်သူကဒါတာညိုညိုသိဆိုလို့ရှိရင်လည်းအေးချင်းရှိရင်ဒေါက်ဆနာမင်းဆိုလို့ရှိရင်လည်းအေးချင်းရှိရင်ဒေါက်တာသက်ခါလေးလည်းအေးချင်းရှိရင်ဆိုတော့ NLD ကလည်းအကုန်လုံးရဲ့မူလလာရာစနစ်က NLD ဖြစ်နေတယ်ဆိုတော့ဒီအမျိုးသမီး၃ယောက်တည်းဒုစုဒစည်းရဲနဲ့ နော်တော့လောကဆိုင်ချက်ကအတိုင်းပြည်အကျိုးကိုတည်ဖို့ရှင်လေသူတို့နိုင်ငံတော်ရဲ့အရေးတစ်ခုကိုသူတို့ဆောင်ရွက်ချင်တယ်အတိုင်းပြည်ကိုမဲတကယ်ချက်တယ်ဒီတွင်နိုင်ငံရေးမှာနိုင်ငံရေးသမားတောက်ဖြစ်သူတို့ပါဝင်ထမ်းဆောင်ချင်ကြတယ်ဆိုတော့ဒီတော့ရောက်ကိုတစုတစည်းရဲ့တက်ရာထဲမှာမင်းရမယ်ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့ပြည်သူတွေအတွက်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တို့ပြောနေတယ်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကအတ္တကြီးပြီးတော့အတ္တကြီးပြီးတော့တတိပုဂ္ဂလတွေနဲ့ဒါဇင်းလေးထောင်းနေမယ်ဆိုလို့ရှင်တော့ဒါဟာခွန်အားမဖြစ်ပဲလေချင်းစီပြည်သူတွေပဲဖြစ်လိမ့်မယ်အဲ့တော့အဲ့ဆိုတော့မျောမင်းစနာရှင်ပြည်သူကြောင့်နေမျောလင်းနေဒေါက်တာတတ်ခိုင်ဒေါက်တာညိုသိန်းဒေါက်စနာမင်းဒီထက်မြက်တဲ့မျိုးသမီးတယောက်အဲ့ဒီကနေခွန်ထလာတဲ့မျိုးသမီးတွေကိုတစုတစည်းရဲ့တနေရာထဲမှာမြင့်ချမှာတယ်ဒါဆို ့ရှိရင်ထင်းစည်းတွေကတော့ပဲကျမတို့တွေအင်အားဖြစ်နေလေအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကဟာငါတော့အေယာဝတီတိုင်းတွင်တပတ်အတွင်းလူငယ်30ဦးကျော်ကိုစစ်မှုထမ်းရန်အတမောက်ခေါ်ဆောင်ခံရအေယာဝတီတိုင်းတွင်ရှိမြို့နယ်အချို့တွင်ဇွန်လနောက်ဆုံးပတ်အတွင်းလူငယ်30ဦးထက်ကိုအုပ်ချုပ်ရေးမှူးများကကြိုတင်တီးပေးခြင်းမရှိဘဲစစ်မှုထမ်းရန်အတမောက်ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်းတရင်ရရှိပြီး တတိယမြောင်းမြကျုံပျော်ရေကြီးနှင့်မအူပင်မြို့နယ်များတွင်လူငယ်များကိုတက်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှကြိုတင်ကြောင်းကြားခြင်းမရှိဘဲစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများကပြောသည်မြို့ပေါ်နေတဲ့သူထက်စာရင်ကြေးရွာမှာနေတဲ့သူတွေပါလာများတယ် အင်ကိုလာပြီးစစ်မှုထမ်းပါတယ်ဆိုပြီးသူညရင်ဆွဲသွားကြတာဟုဒေတာခန်တဦးမှအေယာသူညဒီတိုင်းကိုပြောသည်လက်ရှိတွင် ခေါ်ဆောင်ခံရသူလူငယ်များကိုမြို့နယ်များရှိစစ်ကောင်စီတပ်များတွင်တွင်ခေါ်ဆောင်ထားပြီးမိဘများနှင့်ဆက်သွယ်ခွင့်မပေးဘဲစစ်တပ်နဲ့ဆင်းမှဆက်သွယ်ခွင့်ရမည်ဟုသိရသည်စစ်ကောင်စီမှရှေ့တန်းစစ်မျက်နှာပြင်သို့ပို့ဆောင်ရန်အတွက်အေယာဝတီတိုင်းပါအတူညရင်တိုင်းနှင့်ပြည်နယ်အချို့တွင်လူငယ်များကိုအတ္တမဝင်ရောက်ဖမ်းဆီးမှုများပုံမိုလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူများထံကသိရသည် ဥက္ကဋ္ဌလောက်ကမှာငါကတော့ဘာရမှညာရမှဆိုတဲ့အတ္တလေးတွေရှိနေမယ်ငါကတော့ဘသူလောက်အောင်မှမလို့ရှိအောင်ငါကတော့ထပ်မနေချင်တယ်ငါကအောက်ရောက်သွားမယ်ဆိုတဲ့နေရာတွေရာဓုတိအာနာတွေကိုမကြည့်ဘဲနဲ့တိုင်းပြည်ပဲအမှန်တကယ်ချက်ပါရဲတိုင်းပြည်ပြည်ကိုမှန်တကယ်လှုပ်ရှားပါရဲဆိုတဲ့ဆန္ဒတစ်ခုနဲ့တစုတစည်းရဲ့ဖြစ်ပုံပြောလဲပါရဲအင်မတန်မှအထက်မြတ်တဲ့မြို့သမီးတွေဖြစ်တဲ့အတွက်လည်းကျွန်မမိမတယောက်မြို့သမီးတယောက်အနေနဲ့အင်မတန်အားကြမိပါတယ်သို့တော့ ေချာနားထောင်ကြည့်ပါစစ်မှုထမ်းစင်ရင်ကောက်ခံတာကိုဆိုင်းငံ့ပြီးပြောတာဖြစ်ပါတယ်တေချာထပ်ပြီးပြောပါမယ်တေချာနားထောင်ပြီးတေချာစဉ်းစားကြည့်ပါဒေါ်ညိုညိုသိန်းပြောတာကစစ်မှုထမ်းစင်ရင်ကောက်တာကိုဆိုင်းငံ့ဖို့ပြောတာဖြစ်ပါတယ်စကားအရာမှာလိမ္မာပနဲ့ထားကိုတည်ရပါတယ်နောက်ရှင်းလဲလျှောက်တာပြားလဲဆွဲတာတို့တစ်ခါကနေပြမယ်မယ်ဆန္ဒရှင်တွေအကြိုက်ကိုလိုက်ပြီးတော့လည်းပဲဆန္ဒတွေထပ်ထူကြအောင်လည်းပဲဒီစစ်မှုထမ်းဥပဒေကိုဟိုဆိုင်းငံ့ဖို့စစ်မှုထမ်းခေါ်ကြအောင်ဆိုင်းငံ့ဖို့ဆိုတဲ့သဘောမျိုးတိုက်ရအောင်ပြောနိုင်တယ်တစ်ဖက်ဒါဆက်ခါဆွဲရဘက်ကြတော့လည်းပဲစစ်မှုထမ်း ခေါ်တာကိုစစ်မှုထမ်းစစ်ခေါ်နေတာလက်ရှိမှာဆိုပတ်စင်ဆက်နေဆက်တော့မဟုတ်အဲ့ဒီလိုမျိုးပတ်စင်တွေကိုဆိုင်းငံ့ဖို့ပြောတာဟုတ်ပဲလေဆင်းရင်ကောက်ခံမှုကိုဆိုင်းငံ့ပေးဖို့ပြောတဲ့အတွက်လေခုဘက်ဒီဘက်မယုံမလို့စကားရလိမ့်မှာပါနဲ့ထောက်တွေ့ရပါတယ်ဒါဒီလေနိုင်ငံရေးသမားတွေရဲ့အရင်ချက်တစ်ခုဖြစ်လိမ့်မယ်နိုင်ငံရေးသမားတွေရဲ့အရင်ချက်ဖြစ်တဲ့အတွက်ဒီနိုင်ငံရေးသမားတွေဝင်ရင်းထဲမှာတိုင်းပြည်ပေါ်စင်တာစစ်မှန်ရေးမစစ်မှန်ရေးဆိုတာကျွန်တော်တို့ပြည်သူတွေနဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ဒီခါမျိုးပါတီကကိုလည်းဥလားဆွေဘလို့သဘောထားမှချက်ပေးထားလဲနောက်ထောက်ကြည့်ပါမယ် peaceful ရမှာဗျာဟို energy ဟောက်ဒါညညတင်းဆိုတာပြောတယ်တဲ့အဲသူကဘယ်လိုပြောလဲဆိုတော့ လူကပွဲနီးရင်နဲ့စကူတန်းချင်းကို6လလောက်ရက်တန်းပေးပါလေဆိုင်ငံ့ပေးပါလေအဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပြန်ချရကြပါကျွန်တော်လုံးဝလက်မခံဘာဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF နဲ့ဒီကမတိုက်ဖက်ရထားမှာလားသူတို့လည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနေမဟုတ်ဗျာ NUG PDF NUG PDF ကလူသားအကြံဖက်ဓမြတိုက်ပြန်မင်းဆွဲလုံးလုံးနဲ့ကောင်းနေလာတခင်ကြီးချင်းပြောတယ်ဖတ်စားပါလားမကြီးတခင်ကြီးချင်းပြောတဲ့စကားနဲ့ပြောရင်ငါတို့ရင်ဆိုင်နေရတာဘာကဘာနဲ့ရင်ဆိုင်နေရတာကွာသူတို့ကောင်းနေမဟုတ်ဘူးရောက်မလို့ ဟာဘကဘမျိုးတွေကိုခထုံထုံနဲ့တိုက်ရမြေကြီးနဲ့ပြုတ်ပြီးတော့ခင်ကြီးရှင်အဲ့လိုလုပ်ခဲ့တာသူလုပ်တာပြည့်ဆက်လုံးလားလို့ပြောတော့ဟာငါတို့ရင်ဆိုင်အဲ့လိုကောင်းမဟုတ်ဘူးဘကဘကြီးခုလဲ NLD PD ကတော့ကောင်းမဟုတ်သူကလုံမှာပဲခင်ဗျအဲ့ဒီ6လအတွင်းမှာသူတို့ဘာမှမလုပ်ဘူးအာခင်ဗျလုပ်ပါခင်ဗျလောက်ကပွေးအင်းစေးလုပ်ပါအဲကျွန်တော်တို့မလုပ်ပါဘူးတိုက်ပါဦးအဲ့လိုနေမထင်လားဟာပြင်အောင်ပြင်သေးတယ်ပို့တော့ကြအောင်မှာဒီကောင်းကြီးကဒါရွေးကောင်မပြက်ပြောင်းအဲ့တော့ဒေါက်တာညိုညိုနေအဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်သူကဟိုသူကသူဒေါက်တာဘွေးရလားဥပဒေဘွေးရပညာရှင်ဟာချစ်ကျူးပါတယ်လေးစားပါတ ဥပဒေဘွဲမှာဒေါက်တာဘွဲရရမယ်စီးရင်မြင်မှာတော့မူကြိုးပဲရှိတယ်မူကြိုးပဲရှိတယ် ဲ့လောက်ပဲရှိတယ်ဒါကလည်းကျွန်တော်ပြောချင်လို့လာပြောတယ်ဟုတ်ပါတယ်တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ဒီသူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထားဆက်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျာမန်သမားတွေကတော့သူတို့ဂျာဖက်လို့ရက်တွေကိုအားနဲ့ခွန်နဲ့အားနဲ့မန်နဲ့သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ်သူတပင်းဒီ2025ကိုနော်အတနိုင်ငံလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးကို NUG ကသူတို့ရဲ့မဟာမိတ် PDF တွေရောမဟာမိတ်တပ်တွေရောအကုန်လုံးပူးပေါင်းပြီးတော့တိုင်းငံလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလောက်ကခီမွန်ကိုရန်ပြောခဲ့ပြီးလဲစကားရှိတယ်ဒါဖြင့် NUG ကသမ္မတဆိုတဲ့လက်ရှိဝါကိုရန်ကလည်းပဲအာဒီလက်ရှိ2025မှာလက်ရှိတချို့ ီဥမယောင်လိုင်းကိုနော်မြန်မာပြည်ကအာဆက်ပုံစံမျိုးပေါ့စီးရီးယားကအာဆက်လိုမျိုးမြန်မာပြည်ကအာဆက်ဖြစ်အောင်2025မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စူးစမ်းမယ်မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြွေးကြော်ထားတာရှိတယ် ကျွန်တော်တို့ကြက်ဖက်သမားတွေကကြက်ဖက်မှုတွေကိုအဆုံးစုံလေးလုံးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ဖက်မှာကျွန်တော်တို့ကစိတ်ဟင်ရအတွက်ဒီစစ်မှုတမ်းဆက်ကွန်မှုတွေကိုစိုက်နေတာကဖြစ်တည်ရလားစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလားဆွေအမြင်ကိုကျွန်မမဲဆန္ဒရှိတဲ့အနေနဲ့ထောက်ခံတယ်။သို့တော့ဘူလက်ဥလားဆွေသည်နော်စစ်ယူနီဖောင်းကိုချုပ်ဘောင်းပြချုပ်ပြီးပစိုးပြောင်းဝင်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စစ်ရေးအမြင်ရှိတယ်။ဒေါက်တာညိုတင်းကအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စစ်ရေးမြင်အားနည်းချက်အားနည်းလိမ့်မယ်။ဒါကိုနော်အမျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူး။ဟောဒေါက်တာညိုညိုတင်းကိုပြောထားတယ်ပေါ့နော်။အာဥပဒေဖွဲ့ရဒေါက်တာဥပဒေရပါဥပဒေပညာမှာဒေါက်တာဖွဲ့ရလို့တော်ပေမဲ့စစ်ရေးမှာမူချိုးအစ်စ်မဲ့ရှိရဆိုပြီးတော့ဖိနှိပ်ပြီးတော့ ချုပ်ခဲ့ပြီးတော့ပြောက်သွားတာမျိုးတဘုံမကြောက်ဘူး လက်မခံဘူးအားမပေးပါဘူးနော်ဆိုတော့ဒါကညွန်ရင်းကမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဘူးလက်ဦးလောက်ဆွေးလို့လို့စီယူနီဖောင်းချုပ်ပြီးပစိုးပြောင်းဝင်လာတဲ့လူတွေတော့တော့စိတ်ရိပ်မရှိချင်မှရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးကိုတော့တဘောမချပါဘူးဒါအပြင်ကျမရှေ့ရတဲ့ဘက်မှာလည်းတခုရှိတယ်မိခင်ဦးမောင်မြင့်နော်မိခင်ဦးမောင်မြင့်ဆိုလို့ရှိရင်ဒုတိယကျွန်တော်တော်တက်တန်တွေမှာကျွန်တော်တန်းချုပ်ပြီးသူကိုတည်ပူးနိုင်ခဲ့တယ်တကယ်ကိုထက်မြက်တဲ့ရေးချက်ရှိတဲ့လူတွေဖြစ်တယ်နော်ဒီဒီခံမျိုးပါတီကနေပြီးတော့လွှတ်တော်ကိုယ်တော်လေးဖြစ်လာတယ်ပေါ့နော်မိခင်ဦးမောင်မြင့်ကိုဘူးလက်ဦးလောက်ဆွေးကိုကျွန်တော်တို့အပြင်လီစားရဲနော်တကယ်ထက်မြက်တဲ့တန်းချုပ်ပြီးသူတည်ပူးနိုင်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြည်သူတွေရင်ထဲမှာကနေရာတစ်ခုအဖြစ်အသိမဲ့ပြုတ်ခဲ့ပြီးတာဖြစ်ပါတယ်ဒါပေ ပေမဲ့အဲ့ဒီမင်းကဲဦးမောင်ကြီးရဲ့အကောင့်တစ်ခုကနေပြီးဗားတင်ထားလဲဆိုလို့ရှိရင်နော်ငလင်ဘေးကုညီကကြရင်နဲ့ပတ်သက်လို့နော်ငလင်တချို့အများပြည်သူတွေကပြောကြတယ်ပေါ့နော်ဒီငလင်ဘေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီဘေးကွက်ပေးတာဆိုလို့ပါတီနှစ်ခုပဲရှိတယ်ပါတီနှစ်ခုပဲတွေ့ရတယ်အာ UTV ဒီခံမျိုးပါတီနဲ့ပြည်သုံးလုံးပေါ့နော်ပြည်သူ့ရှေ့တော်ပါတီဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမင်းစနာရှင်ပြည်သူတွေပြောဆိုမှုစကားကိုအာပြောမယ်ဆိုရင်တစ်ချိန်လောက်ကုညီတာနဲ့အချိန်တရာလောက်ကုညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့မင်းကဲဦးမောင်ကြီးပြန်တင်ထားတာတွေ့ရတယ် ဒီခံပြုတ်ပါလေးဒီဒီကနေ့ကလေးပေးမှာအေးဘောပေါ့နော်အေးဘောကုညီကယ်ဆယ်ကြီးအားစာအရှိဆုံးကနေမမမဲမဲအားနဲ့အားနဲ့မဲနဲ့အင်းနဲ့အားနဲ့ကုညီကယ်ဆယ်ကြီးလုတ်ခဲ့ရင်ပြန်လဲထူထောင်ရေးအတွက်လည်းငွေကြေးတွေထောက်ပံ့ပြီးတော့ပေါ့နော်အများဆုံးကုညီပေးခဲ့တဲ့ပါတီကြီးဖြစ်တဲ့အတွက်ပြည်သူတွေကတော့အတိအမဲ့ပြုပြီးတော့ကျေးဇူးတင်ကြတယ်အတိအမဲ့ပြုထားပြီးတော့ချစ်တဲ့စိတ်ရှိပြီးသားဖြစ်တယ်ဒီပုံမှာမင်းကဥမမရနေပြီးတော့နော်အဲအချိန်တစ်ချိန်ကုညီနာနဲ့အချိန်တရာကုညီနာတို့ဘယ်တူပါမဲတမ်းမညိပါနဲ့ဆိုပြီးတော့ထုတ်ပြန်မှုကြတော့ကျမတို့ချစ်တဲ့စိတ်ကနေပြီးတော့ညဉ့်ညင်းတဲ့စိတ်တစ်ခုကိုပြောင်းသွားစေတယ် နော်သူကအမဒေါက်တာသက်ခိုင်တို့ပါတီရတယ်ပဲပြည်သူတွေကိုငွေလေးပေးပါကူညီရဲပေါ့နော်အဲ့ဒါကိုတမ်းမညီနေသူတို့ဒီခါမျိုးပါတီနဲ့တမ်းမညီနေဆိုပြီးတော့လူကြီးလူကောင်းဆန်ရက်လာပါပေါ့ဒီလိုပြောဆိုမှုကလူကြီးလူကောင်းဆန်ရက်လာပါပေါ့ဒီလိုအသေးခွဲကိစ္စလေးတွေကစားပြီးတော့ကျမတို့ပြည်သူရင်ထဲမှာရောက်တဲ့အတွက်တတိချက်ပို့တော်လိုပါတယ်အေးရှင်းရှိပြီးသားတော်ပြီးသားထက်နေပြီးသားလူတွေဖြစ်တယ်ပြည်သူတွေရင်ထဲမှာအသိမဲ့ပြုပြီးသားလူတွေဖြစ်တယ်အဲ့ဒီအသိမဲ့ပြုပြီးချစ်တဲ့စိတ်အားကိုးတဲ့စိတ်ကနေညဉ့်ညင်းတဲ့စိတ်တွေဖြစ်မသွားအောင်ဆိုဖြစ်သွားအောင်တဲ့ပေါ့နော်စကားရမှာလေးမှာပါနဲ့ဖို့အရင်အရေးကြီးပါတယ်ဆိုတော့ကျွန်တော်ကတော့နိုင်ငံရေးသမားတွေအတားတွေမှာနားနေရှော့ချဆေးရှမ်းပါတယ်နိုင်ငံရေးသမားတွေအတားကြီးတဲ့အခါဆက်မပြေသက်ခါကြီးဖြစ်ပေါ်နိုင်ပါတယ်ရှင်